တမိုင်းဝင်ဆန်ရင်တစ်ခုနဲ့မန်စီနဲ့ရော်နယ်ဒိုရဲ့ခစ်အလွန်မှာဘောလုံးလောကရဲ့မျက်နှာစာအသေးဖြစ်လာခဲ့တဲ့ဟာလန်ပရီးမီယာလိုဝဲမိလာများဗာမီစပေါ့အမန်ကနေပြောင်းလဲကြိုးလဲပါရင်မန်ချာစီးတီးအတိုင်းဆင်မှုအားလည်းဟာလန်ဟာပရီးမီယာလိဂ်တမိုင်းမှာဂိုးတရာပြည့်မှတ်တိုင်ကိုအများဆုံးစိုက်ထုတ်နိုင်သူဖြစ်မှတ်တမ်းဝင်ခဲ့ပြီးဒီမှတ်တမ်းဟာတမန်ဆန်ရင်ချိုးပြမှုတစ်ခုထက်ပိုပါရင်ဒါပရီးမီယာလိဂ်ရဲ့ဂိုးသွင်းနှုန်းဆန်တော့အသေးပြန်လဲရွေးဆဲလိုက်ခြင်းလည်းဖြစ်ပါရင် ဟာလမ်းမြောက်ခင်တော်ကပရီးမီးယားလိမှာဂိုးတရာပြေဖို့အများဆုံးလွတ်နိုင်ခဲ့တဲ့သူကလည်းရှေ့အဖြစ်ပြီးပွဲပေါင်း134ပွဲကစားခဲ့ရပါတယ်။ဟယ်ရီကင်းက140တပွဲ၊အဂိုရိုက149ပွဲနဲ့ဟော်နီက160ပွဲကစားခဲ့ရပါတယ်။ဒါပေမဲ့ဟာလန်ကဒီစောင်းမကြီးရဲ့စံချိန်ကိုမွေးငါးတပွဲစားသလောက်အချိန်တိုတိုလေးအတွင်းမှာပဲချိုးဖျက်ခဲ့ပေးခဲ့ပါတယ်။ဟာလန်ကပရီးမီးယားလိပွဲပေါင်း105ပွဲမှာအတွင်းဂိုးတရာပြေမြောက်ခဲ့တာပါ။ဟာလန်ရဲ့တပွဲပြေမြောက်ဂိုးသွင်းတော့ဟာဒဂိုးဝင်းချင်မှာရှိနေပါတယ်။ပရီးမီးယားလိသမိုင်းမှာဘယ်တိုင်းစစ်မှုကမှဒီလိုဂိုးသွင်းဆွမ်းဆောင်ရေးကောင်းကိုကာလရှည်မထိန်သိမ်းထားနိုင်ခဲ့ပါဘူး။ ူကဒဏ်ရာရလို့နားနေတဲ့အချိန်တွေရှိပေမဲ့ကွင်းနဲ့ပြန်ရောက်တာနဲ့ကိုပြန်သွင်းနေရှိပါတယ်။ဒါဟာသူ့ရဲ့တည်ငြိမ်မှုကိုပြသနေပါတယ်။ယဟူးနျူးဆောင်းပါးမှာထောက်ပြထားလို့ပဲဟာလဲဒီလိုဒရက်ဆက်ကိုသွင်းနေမှုဟာပရီးမီးယားလိဂ်ကိုညှိမွေးစရာဖြစ်သွားစေသလားဆိုပြီးတော့မေးယူရတော့မလို့ပါပဲ။ဘလုံးဝဲအရသာကမေးရမှုတွေရှိပါတယ်ဒါပေမဲ့ဟာလန်ပါဝင်နေတဲ့မြားစီးတီးကဂိုးရဖို့တည်ကြလောက်ဖြစ်နေပြီဟာလန်ကအက်ထရစ်တွေနှစ်ဂိုးသွင်းတဲ့ပွဲတွေမှာတာမန်ကိစ္စလိုလုပ်ပြနေပါတယ်ဒါအပြိုင်ဆိုင်မှုကိုပြပြားစေသလားလို့တော့ဝေဖန်သူတွေကထောက်ပြကြပါတယ် ။အရင်ကတိုက်စင်မှုတရားတရားသည်90အတွင်းကမ္ဘာအဆင့်လို့သတ်မှတ်ကြပါရင်အခုတော့ဟာလန်အကြောင်း90ဆိုတာကတာမန်ဖြစ်သွားပြီးဂိုး30 40မှာကောင်းတယ်လို့ပြည်သက်တွေကခန်းစားလာရပါရင်သူရဲ့အိဆိုင်လန်ကိုတာမန်အဖြစ်ပြောင်းလဲပြလိုက်တာပါ။သူရဲ့ကစားပုံကတကယ်ကိုလက်တွေ့ပွားနေမတူပဲဗီဒီယိုဂိမ်းတွေက cheese cook တုံးထားတဲ့ကစားမတရားလို့ဖြစ်နေတာကြောင့်တချို့ကသူ့ကိုကြည့်ရတာဆဲလို့ရှာမှုရောနေလာတယ်လို့တောင်ဆိုကြပါရင်ဟာလန်ကိုတရားပြင်းပြောက်တဲ့ခေးလမ်းမှာသူရဲ့ကစားပုံပြောင်းလဲလာမှုတွေကိုလည်းတွေ့ရပါရင် အစောပိုင်းမှာသူကနေရာလုတ်တွေကိုပြေးဝင်ပြီးတော့ running in behind ကိုတွေ့နာများပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့2024ရာသီမှာတော့သူကဘောလုံးကိုလက်ခံပြီးပြန်ချပေးကောင်ခေါင်းတိုက်ကိုနေနဲ့ box spin ကကန်သွင်းချက်တွေပါလုံးနိုင်လိုက်တာတွေ့ရပါတယ်။သူရဲ့ခန္ဓာကိုချက်ခိုင်မှုကနောက်ခံလူတွေအတွက်အိမ်မက်ဆိုပါ။သူကအမြန်နှုံးမှရောခွန်အားပါရှိနေတော့ခံစင်မှုတွေကသူ့ကိုလူကကစားရင်အားနဲ့တိုးခံရပြီးခွန်ကစားရင်အမြန်နှုံးနဲ့ဖျက်ချော်ခံရပါတယ်။သူရဲ့အကြီးမားဆုံးရင်ချင်းကဘောလုံးမရှိချင်ရွေလျားမှုပါ။အသင်းပေါ်အကြောက်ရောက်ကဘောလုံးရတာနဲ့သူကနောက်ခံလူတွေကိုမျက်ကွယ်ကနေပြေးထွက်ဖို့တဲ့အစဉ်သင်းဖြစ်နေကြပါတယ်။ ဂုတ်တရာမှာ90ရာခိုင်နှုန်းကပနတီဘောက်စ်တဲကနေတွင်းခဲ့တာဖြစ်ပြီးဒါအတွက်အနေအယူမှန်ကန်မှုကိုပြသနေပါတယ်။ဟာလန်ရဲ့ဂုတ်တရာကပေမဲ့အသင်းတွေကိုလည်းပြောင်းလဲစေခဲ့ပါတယ်။အသင်းငယ်တွေကတော့မှကအာဆင်နယ်၊လီဗာပူးတို့လိုအသင်းကြီးတွေကပါစီးတီးနဲ့တွေ့ရင်ခံစစ်ကိုပုံပုံတိတ်သေးအောင်ကစားလာကြပါတယ်။ဟာလန်ကိုနေရာလုံးမပေးဖို့အတွက်ခံစစ်လိုင်းကိုနေနေစဉ်ကစားကြတာများလာပါတယ်။ဟာလန်ကြောင့်နံပါတ်6စစ်စစ်တွေရဲ့တန်ကြီးကမြင်လာပါတယ်။အသင်းတွေကသူတို့စီမှာလည်းတိုက်စစ်မှုကိုအဆုံးသတ်ပေးနိုင်မယ်။ဟာလန်လိုကစားသမားမျိုးလိုချင်လာကြပါတယ်။ဂုတ်တရာပြေးသွားပြီဖြစ်တဲ့အတွက်နောက်ထပ်မိကုန်းကသူဘယ်လောက်ထိဆက်သွားနိုင်မလဲဆိုတာပါပဲ။ လန်ရှီးယားရဲ့အတွင်းကို260စံချိန်ကြီးကဝဲကြီးကြံနေပါသေးတယ်။ဒါပေမဲ့ဟာလန်သာစီးတီးမှာနောက်ထပ်9နှစ်လောက်ဆက်ရှိနေပြီ။တန်ရာကင်းစင်နေမယ်ဆိုရင်ဒီစံချိန်ကိုပါချိုးပြတ်နိုင်ခြေရှိနေပါတယ်။ညီဝဲစရာလို့ပြောနေကြပါမယ်။တကယ်တမ်းကျတော့ကျွန်တော်တို့ဟာဘောလုံးသမိုင်းမှာရှော့ချပပပေါ်ထွက်လာခဲ့တဲ့စူပါဟူးမန်တယောက်ကိုမျက်ဝါးထင်ထင်ကြီးရှုဝင်ရနေတာပါ။မန်စီနဲ့ရယ်လိုခေလော်မှာဟာလန်ကဘောလုံးလောကရဲ့မင်းဆက်အသစ်ဖြစ်လာခဲ့ပါပြီ။ကြီးရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။